ဟယ်လိုမိုင်ဆုံအားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကိုစိုင်းညီကိုတွေအားလုံးတော်တော်များတောင်းဆိုနေတဲ့ KTM 390လေးကိုရီဗျူးလုပ်ပေးမှာဖြစ်ပါတယ် KDM 390ကတော့ရှင်းရှင်းပြောရင်ဒီရဲ့ KDM ကအရင်အရင်ကဒီ2013 14 15ကလေးဟိုဟာဒီကောင်ကနေစပြီးတော့ဒီအရင်ရုပ်ပေါ့နော်ဒီပုံစံလေးဖြစ်ပါတယ်အဲ့မှာလည်းဒူးနေရာနဲ့ပုံစံသူတွေနေလားငါလားပုံစံသူနဲ့ဥမာဒီကောင်ဒီ390လာပါဖြစ်ပါတယ်390မှာဆိုရင်တော့အရင် model မှာကဲကဒီကောင် ABS ဘေးအင်ပါလာမှာဖြစ်ပါတယ်ဒါကတော့ဒီကောင်ရဲ့2019မှာစပြီးတော့မှပြောင်းထွက်သွားတဲ့ရုပ်လေးဖြစ်ပါတယ်ဒီကောင်ရုပ်လေးကိုကြည့်လိုက်မယ်ဆိုရင်တော့ low wa attraction အပြည့်စုံနဲ့ဒီရဲ့ ရှေ့ကဟတ်လိုက်ကိုခွဲထားတဲ့ဒီအခွဲကလည်းလူငယ်တွေကြောက်အရန် interesting ဖြစ်စီရယ်ပေါ့နော်ဒီကောင်ကဒီရုပ်ကိုဘယ်လောက်ထိတုံးလာလဲဆိုတော့2023 2020ထိဟိုမှာ DKDN 390ဟိုမှာဒီရုပ်ကြီးနဲ့ပဲတုံးလာတာဖြစ်ပါတယ်အဲ့တော့16 16 20 21 22 23 9နှစ်နီးပါးဒီရုပ်ကြီးပဲကိုထုတ်လာတယ်ထိုနည်းလကောင်းပဲဒီကောင်ရဲ့ KDM ပဲအစောပိုင်းဖြစ်တဲ့ဒီ Duke ရုပ်လေးကိုလည်းဘယ်လောက်ထိတုံးလာလဲဆိုတော့ 125cc 200cc 250cc 300 cc ဆိုပြီးတော့သူကတုံးလာတာဖြစ်ပါတယ်125ကတော့သူကဩစတြေးလျမှာပဲရမှာဖြစ်ပါတယ်ဒီကောင်ရဲ့ 200cc ကတော့အိန္ဒိယမှာဗကြားကုမ္ပဏီနဲ့ပေါင်းပြီးတော့မှထုတ်လုပ်ထားတဲ့ဘိန်းဖြစ်ပါတယ်။အဲ့တော့တချို့ကပြောတယ်။ကိုယ်ကဒီရဲ့ဘိန်းတွေကအိန္ဒိယ made ဆိုတော့ခံမမလားကောင်းမမလားဆိုတော့ ဘာလဲတော်နိုင်လဲဆိုတော့ကိုရီးယားညမနိုင်ငံကထုံနီးလက်ကောက်အောင်မယ်ဒီနိုင်ငံကထုတ်ဒီပစ္စည်းတွေအကုန်လုံးအတူတူပဲလို့ထင်ကြတယ်တကယ်တော့အဲ့အတွေးခေါ်လေးကိုဖျက်ထားတင်ပါတယ်မားလဲမားပါတယ်ဘာကြောင့်လဲဆိုတော့အိန္ဒိယဘိန်းတော်တော်များများကြီးလိုက်မယ်ဆိုရင် KDN ဒီကောင်းရဲ့ bin quality ကိုလုံးဝရှော့ပြီးမထုတ်ထားအောင်ထိုင်းမှာဝယ်တဲ့ဘိန်းလည်းဒီ flow ပဲအိန္ဒိယမှာဝယ်တဲ့ flow လည်းဒီ flow ပဲအဲ့တော့ကြတော့ဒီကောင်ကိုကြီးလိုက်မယ်ဆိုရင် ဟိုစီးရတဲ့အရာဒါတုံးထားတဲ့ပစ္စည်း quality ရာစတော်တော်လေးလက်တင်ခံလို့ရတဲ့ကောင်းတဲ့အမျိုးအစားကိုတုံးထားပေးတာဖြစ်ပါတယ်။ Okay ဒီကောင်ကိုဒီရဲ့ဒွန်းဒီရုပ်ဖြစ်သွားတဲ့အချိန်မှာဒီကောင်ဒီ200ဆက်ထုတ်လာဆိုတော့200လည်းဆက်ထုတ်တယ်နောက်ပြီး250ဆိုတော့တရုတ်ထထွက်နေတယ်နောက်ပြီး390ဆိုတော့ဒီရုပ်တွေထွက်တာဖြစ်ပါတယ် KDN ဒီကောင်ရဲ့ Nikkei Market ထဲမှာတော့ဒီကောင်တွေကတော့ပတ်စံအများဆုံးရှာကြွေးတဲ့ဘိန်းလို့တော့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့အာလူတိုင်းစီးနိုင်တယ်လူတိုင်း ဟာဘယ်တော့ဘယ်လိုပြောမလဲလူငယ်တန်းစားမှာတော်တော်လေး hot ဖြစ်တဲ့ဘိန်းထဲမှာလည်းပါတယ်ကိုစားဆိုလည်း CG ထဲမှာဒီကောင်တော်တော်လေးလက်တွေ့တဲ့ဘိန်းထဲမှာပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်ဒီ single cylinder ဒီကောင်ရဲ့ cylinder တစ်ခုတစ်ခုကိုလက်တီးတစ်ဆုပ်လောက်ဝင်လို့သူက one single one single cylinder ကိုမှ bit bow အနေနဲ့တုံထားပြီးတာဖြစ်တဲ့အတွက်ဒီကောင်ရဲ့ cylinder size ကိုလည်းကြီးလိုက်မယ်ဆိုရင်ဒီကောင်ကဒီလောက်လောက်လေးပဲရှိတယ်အဲ့တော့မှ အကျဲဘစ်ဘိုးဆိုရောဒီကောင်ကရှင်းရှင်းပြောမယ်ဘိုးအကျဲယူတော့စတုတ်ကိုတူထားပြီတဲ့ short stroke နဲ့စီရမှာဖြစ်ပါတယ် short stroke လို့ပြောလိုက်ပြီဆိုကြအဲလူငယ်ကြီးမှာတော့ဒီ engineering နဲ့နီးစပ်တဲ့လူတော့တိမှာပါဒီကောင် short stroke ဖြစ်တဲ့အတွက်ဒီကောင်ရဲ့ counter လေပတ်နှုံပေါ့နော်လေပတ်နှုံကပုံမှန်ဘိန်းနေတဲ့အရန်များတယ်ထွက်အရန်များတယ်ပေါ့နော်အဲ့တော့ကြမ်းကြမ်းရမ်းရမ်းနဲ့ဆွဲယုံမယ်ပြုတ်မယ်ဆိုရင်တော့မှဘိန်းနေတော်တော်လေးဟော့ဖြစ်တဲ့ထင်မှာပါပါတယ်ဟုတ်ပြီနော်ဒီကောင်တော့ frame ကိုတော့ဒီကောင်ထုံးစံတိုင်းဒီရှေ့ရဒုနေရပုံစံမျိုးပဲ steep ကျုပ်ကိုမှဒီကောင်ချင်းကတ်ကောနော်အာ gift ချင်းပုံစံမျိုးရက်ပြီးတော့မှ ဟိုဘောပါပါ live ဖောက်သွားတာဖြစ်ပါတယ်ဟုတ်ပါတော့နောက်ပြီးတော့ဂျန်နဲ့ဒီ swimming and တွေတို့ပါတို့ဒီရဲ့ zeppelin တွေအကုန်လုံးဒီဘာနဲ့တုံထားလဲဆိုတော့ဒီ aluminum နဲ့တုံထားတာဖြစ်ပါတယ်ဒါလေးတွေတုံထားတဲ့အပိုင်းတွေမှာ aluminum တုံထားတယ် shape fault ဆိုရင်လည်းကိုယ်စားတို့ upside down တုံထားပြီးတယ်ဟုတ်ပါတော့ shape tar ဆိုရင်လည်း120 90စက်ခွန်တုံထားပြီးတယ်အမှန်တော့တူကလာတော့120လာတယ်ပြီးကြရင်နောက်နောက်မှာကိုကြတော့တူက150နဲ့လာတာဖြစ်ပါတယ်အဲ့တော့ချစ်တေးနောက်ဟာဘင်ဟာခတ်တုတ်လေးပေါ့နော်အဲ့လိုလေးနဲ့လာတာဖြစ်ပါတယ်ဟုတ်ပါတော့ပြီးကြရင်ဒီကောင်က အရင်မော်ဒယ်မှာဖြစ်ခဲ့တဲ့ပြဿနာကဘာလဲဆိုတော့အိတ်ဇောတန်မလာဘူး။သူကအိတ်ဇောကိုလုံးဝအပြောက်ဖြောက်ပြီးဒီနားလေးမှာပဲထပ်ထားတာ။ဒီဘိန်းမှာကျတော့ဒါ customer တွေရဲ့တောင်းဆိုချက်ရများတယ်လို့ပြောရမှာပေါ့နော်။ဝယ်လူဝယ်သူတွေကအကုန်လုံးကအိတ်ဇောအောက်မှာပဲကြိုက်နေရတဲ့ဒီရဲ့ပဒ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 ဆိုတဲ့ဆိုင်ငယ်အတန်ကိုမကြိုက်တော့တဲ့ခါကျတော့ဘာဖြစ်လဲဒီကောင်ကြီးဆလင်ဒါကိုဒီမှာပဲထားပြီးတော့မှာ အိဇော့ကိုဒီဘက်ကြီးထုတ်ထားပေးတာဖြစ်ပါတယ်ဒီကောင်ရဲ့ဒီစလင်ဒါလေးကြီးလိုက်မယ်ဆိုရင်ဒီမှာတော့အိဇော့ကထွက်လာတယ်ကက်သလစ်ကွန်ဗန်တာပါတယ်ပါပြီးတော့မှအိဇော့ဆိုင်လန်ဆာအကြီးကိုဒီအောက်အိုးတစ်ခုလုံးထည့်ထားပေးတာဖြစ်ပါတယ်အဲ့ဒါပြီးပြီဆိုမှဒီနောက်ကဆိုင်လန်ဆာနောက်တစ်ခုထပ်ထည့်ထားပြရဖြစ်ပါတယ်။ဆိုင်လန်ဆာတစ်ခုနဲ့ကက်သလစ်ကွန်ဗန်တာတစ်ခုပါဖြစ်ပါတယ်။အဲ့တော့ဆိုင်ကဆက်နိုးလိုက်မယ်ဆိုရင်အတန်းတော်တော်ညက်တဲ့ထဲမှာပါပါတယ်။ဟုတ်ပြီနော်။ အရင် model တွေမှာတော့မမိုက်ခဲ့တာအခု new model မှာတော့ဘိန်းကတော်တော်လေးမိုက်သွားပြီဟုတ်ပြီနော်ကာဘာတွေကြီးလိုက်မယ်ဆိုလဲသူကအချွန်ထက်လေးတွေနဲ့သူရဲ့အိန္ဒိယ make ပြည်တွင်းဖြောက်ပြည်တွင်းတုံးတဲ့ဘိန်းဆိုရင်ဒီကောင် crab bar တွေပါတယ်အဲတခါတည်းပေါ့နော်ဇာလီတွေပါအကာတွေပါတခါတည်းထည့်ထားပြီးမှဖြစ်ပါတယ်တန်ကြီးကတော့ဒီကောင်လေးတန်တန်ကြီးနဲ့လာတာဖြစ်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုကဒီကောင်ကိုကျင်းနေစရာကောင်းတဲ့အရာတစ်ခုကပါလဲဆိုတော့ဒီကောင်ဒီ DOAC engine မျိုးစားကိုဟိုပါဘောနော် 390cc တုံးထားတယ်390 cc ဆိုမှ390 cc အပြည့်တော့မပါဘူးဒါပေမဲ့တော့ညာလေဒီကောင် short stop နဲ့ဘိုးကြီးသားဖြစ်တဲ့အတွက်အကျဉ်းကောလို့ရှင်းရင်းပြောမယ်ဆိုဒီကောင်စီးရတဲ့အရာတာဖုံကနေဖိုင်းကနေဒိုင်းကနေဆိုထွက်တဲ့အရာတာမျိုးခံစားရမှာဖြစ်ပါတယ်ကြတော့ဒီကောင်ရဲ့ cover ချက်ဆိုလည်းမများဘူးတစ်ချက်နှစ်ချက်၃ချက်၄ချက်၅ချက်၆ချက်၇ချက်၇ချက်ပဲပါတယ်ဒီက cover တေးလေးတွေတော့ပါတာပေါ့နော်ဒီကောင်လေးနေနောက်ပြီးတော့ဒီကောင်ကိုပြန်ပြီးစင်စည်းမယ်ဆိုရင်တော်တော်လေးရုပ်ပေါက်တဲ့ဘိန်းထဲမှာလည်းပါတယ်ဒီကောင်ကဘာလို့ဆိုဒီကောင်ရဲ့ ပုံစံကြီးလိုက်မယ်ဆိုရယ်ချွန်းချွန်းထက်ထက်ကြီးနဲ့ဟိုရှင်းရှင်းပြောရင်စိတ်ရုပ်တကောင်လိုမျိုးပေါ့နော်ဒီကောင်ကမြင်ရတဲ့အမြင်ကတော်တော်လေးမိုက်တယ်ဟုတ်ပါနော်အဲ့လိုမိုက်တဲ့အပြင်ကိုပြီးပြီလားဆိုတော့မပြီးသေးပါဘူးဒီကောင်ကဒီ swimming end နေဆိုလဲကြီးလိုက်မယ်ဆိုရင်ပုံမှန်တခြားဒီ Honda တို့ Yamaha တို့ကဒီချိန်မှာဘာပဲတုံးနေရဲဆိုတော့ တော်တော်များကြည့်လိုက်ရင် time frame တွေသုံးတယ် time frame app set တို့ဆို time frame တွေနဲ့လာတယ်အဲ့လိုမျိုးတွေပေါ့နော် CBR ဆိုတော့ time frame ဒီကောအဲ့ကလေးကတော့တက်တူးနဲ့လာတာဖြစ်ပါတယ်အဲ့တော့ live wave ဘောအများကြီးပို့ထားတယ်ဟုတ်ပါတော့ race snake ကိုလည်းဒီကောဘာနဲ့ထုတ်ထားလဲဆိုတော့အိန္ဒိယမှာပြန်ထုတ်တဲ့ Viper Viper Bamboo Bamboo ရဲ့အခွဲအိန္ဒိယထုတ်ကကြတော့ဗာလဲဆိုတော့ Viper ဘီဒီစိတ်လေးနဲ့ပေါ့နော်အဲ့ကောင်တွေတော့မှထုတ်ထားပြီးတော့မှအကုန် suspension ဘိုင်းကိုကြောက်ရလဲ WB နော် ် WB ကရှေ့ရောနောက်ရောတုံထားပြီးရဖြစ်တဲ့ suspension လည်းမိုက်တယ် brake တွေလည်းမိုက်ရချင်းဖြစ်ပါတယ်။အော်ဒီကောက်ရဲ့ဒီ frame ဘိုင်းတွေရော cover ဘိုင်းတွေရောအလုံးတည်ပြီးဆိုရင်တော့ဒီအရှိတ်ဘိုင်းတွေစားကြည့်လိုက်အခုသာဒီကောက်ရှေ့ရတော့မြင်တဲ့အတိုင်းဆက်ရုပ်လိုမျိုးဒီကောက်အထစ်ထစ်တွေနဲ့ဒီကောက်ပုံစံလေးကြီးလိုက်မယ်ဆိုရင် တော့အထစ်ထစ်တွေနဲ့နောက်ပြီးတော့ဒီ daylight ကလည်းတော်တော်လေးကိုမိုက်တယ်ဆွဲဆောင်မှုအပြည့်ရှိတယ်ဗောနော်ဒီအခွဲလေးကလည်းတော်တော်လေးကိုဘယ်လိုပြောမလဲလူငယ်တွေကြားမှာလူကြီးတော့ကျွန်တော်အဆကြိုက်ပါတယ်အလင်းဟုတ်ပြီနော် okay အဲ့တော့ကြတော့နောက်တစ်ခုကိုစားဒီဘိန်းမှာပါ favorite အဖြစ်ဆုံးလဲဆိုတော့ဒီကောင်ရဲ့ cloud button လေးတွေဗောနော်ဒီမှာတစ်ချက်လာကြည့်မယ်ဆိုရင်ကိုစားတို့ cloud button လေးတွေကလူများနဲ့မတူတော့ဘူးဒီကောင်ဒီရဲ့ close search တွေအများကြီးပါလာမယ်နောက်ပြီးတော့အာဒီ cloud လေးတွေအစပေါ့နော်သူကကြည့်ရတာဒီပုံမှန်ဆိုရင်ဒီကောင်က ရှေ့မီးကတော့ဒီမို့ခလုတ်လို့ကဒီကောင်းကြမဟုတ်တော့ရှေ့ကိုတွန်းရတာဖြစ်ပါတယ်ဒီလိုလေးပေါ့ရှေ့လေးတွန်းလိုက်ပြီဆိုရင်ရှေ့မီးကြီးပေါ့ဒီကောင်နေပြန်နှိမ့်မယ်ဆိုရင်တော့သူက pass me ဖြစ်သွားပြီးတော့မှဒီကောင်လေးတွေနှိမ့်မယ်ဆိုရင်ကျတော့ကိုယ်စားတို့ဒီ set me ပေါ့နော်တိုင်ခေါ်တဲမှာဆိုလေဒီကောင်က2019လောက်ကလေးက DFD display ကိုတုံထားပေးတာဖြစ်နေတော့တော်တော်လေးစိတ်ကျေနပ်စရာကောင်းတယ်။နောက်ပြီးတော့ဒီရဲ့ low price brain low price ပေါ့နော်ဈေးသက်သာတဲ့ brain ထဲမှာမှဒီလို performance တွေထည့်ထားပေးရဆိုတော့တိတ်မိုက်တဲ့အရာတစ်ခုပေါ့နော်။အဲ့ဒါပြင်ပြီးပြီလားဆိုတော့မပြီးသေးပါဘူး။ liver ကင်ကြီးမယ်ဆိုရင်လုံးဝပျော့ပျော့လေး။ ဘာလို့လဲဆိုတော့ wire joe လည်းမပါအော်ဒီကောင်ကလီဘာ joe လည်းမပါတော့ wire joe နဲ့လာတာဖြစ်ပါတယ်လောက right by wire ဖြစ်သွားပြီဒီတော့ engine power 390ကိုမှဆုံးဆုံးစွာဒီရဲ့ခေပေါ်နီးပညာတွေထည့်ထားပေးရဲ့အချက်မှာတော့တော်တော်လေးစိတ်ကျေနပ်စရာတော်တော်ကောင်းဒီကောင်ကတော့ဟုတ်ပြီနော်အဲ့တော့ဆက်လေး노ပြပေးမှာဖြစ်ပါတယ်ဒီက short stop ဖြစ်တဲ့အတွက် engine တန်းနားလောက်ကြည့်လိုက်မယ်ဒီကောင်နည်းနည်းလေး လောနေတဲ့ပုံစံမျိုးပေါ့နော်လောနေတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ဒီကောင်းဒီအဲ့ဒီကောင်းရဲ့တိဆောက်ပုံပေါ်မူတည်တော့မှဒီကောင်းဒီအင်ဂျင်ဒီပို့ပြီးတော့မှတမ်ပန်တမ်ပရီချာအပြင်ဘေးနေနဲ့ဆိုင်ရင်ဒီကောင်းဟီနေနဲ့လေးပို့ထွက်မယ်ဒါပေမဲ့ဒီကောင်းရဲ့ performance တွေလည်းအကျဉ်းဖြစ်ပါတယ်โอเคအဲ့တော့အတန်လေးလဲမိုက်တယ်အဲ့တော့ညီကိုနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်တော့ TFT display တွေပြစ်လာတယ်။နောက်ပြီးတော့ဒီကောင်ရဲ့တိုင်ခွန်းမှာဆိုရင်လည်းကိုယ်စားပြီးကြည့်မယ်ဆိုတော့ဒီရဲ့သူ့ရဲ့အဲ2019လောက်ကလေးကဒီကောင်ကြီးသူ့ရဲ့ဒီရဲ့ကောင်တာဥစားတွေပါမယ်ကီလိုဘယ်လောက်တွားလို့ရပြီဘာညာဘက်ထရီဘယ်လောက်ရှိရေနော် fuel range ဘယ်လောက်ကြံနေရေကီလိုဘယ်လောက်တွားထားရေအကုန်လုံးဒီတိုင်ခွန်းမှာပြပြစုံဖော်ပြတဲ့ပြင်နိုင်ပြင်ပါရေးအပြင်ကိုမှဒီကောင်ဒီပါပါပါမလဲဆိုတော့ဒီကောင်ရဲ့ဒီအပေါ်ဆုံးမှာဆိုရင် info ပေါ့နော် info ထဲမှာဆိုရင် general info ရှိမယ် trade 152နောက်ပြီးတော့ warning စာငယ်မှာပါလောက်ထားလဲ killing streak တော့ဖွင့်တာအော်ဒါကိုလိုးဖြူရယ် size scan သူကအမျိုးမျိုးဒီရက်နေပြီးတော့ပြထားပေးတာပေါ့နော်ဆိုင်ကင်မှာတစ်ခုခုပါဖြစ်နေရယ်ဆိုတာစပါပေါ့နော်အဲ့ဒါပြီးတော့ရင်ဒီကောင်ရဲ့မော်တော်ဆိုင်ကင်မှာရွေးလိုက်မယ်ဆိုရင်လည်းသူက super motor နဲ့မောင်းလို့ရတယ် off road နဲ့ type နှစ်မျိုးမောင်းလို့ရမှာဖြစ်ပါတယ်ဒီကောင်ကို super motor နဲ့ရွေးလိုက်မဲ့အခါကျရင်ဘာဖြစ်သွားမလဲဆိုတော့ now brake ဒီလုံးဝ desktop brake ဖြစ်သွားပြီးတော့မှ shade ဓာ ABS တမျိုးလေးရအောင်မှာဖြစ်ပါတယ်ဟုတ်ပြီနော်နောက်ပြီးတော့ mapping flow လေးနည်းနည်းလေးကွာလို့ဟုတ်ပြီနော်အဲ့တော့အထကြွလေးကွာမယ် နောက်တစ်ခုကကျတော့ဒီ setting ထဲမှာဆိုရင် favorite quick slap ဒီအမျိုးသားမျိုးစုံရွေးလို့ရတယ်။နောက် performance မှာပြန်ရွေးမှာဆိုလဲ chef light ပေါ့နော်။ဒီကောင်ရဲ့ chef light လေးဒီဘယ်အချိန်မှလင်းကျင်လဲနော်။အဲရဲ့နောက်ပြီးတော့ clock date နောက် DR နောက်ဒီကောင်ကကျတော့ DR ကကျတော့ဒါ on ထားတယ်ဆိုရင်အဲဟုတ်ပြီဒီကောင်လေးကနားလေးပိတ်လိုက်မယ်ဆိုရင်သူကတိုင်ခွက်ကမိန်သွားပြီးတော့အမဲအောင်တင်းကိုချစ်ချင်းပြောင်းလာပေးတာဖြစ်ပါတယ်။ ပြန်လုပ်လိုက်မယ်ဆိုရင်တော့တို့က lighting ပြင်ရပြီဆိုရင်တော့တို့က duration နဲ့အရှူပြန်ပြောင်းသွားပြီးမှဖြစ်ပါတယ်။ဟုတ်ပြီနော်။ Okay အဲ့လိုစနစ်တွေပါတဲ့ပြင်မှာဒီ unit တွေဆိုတော့ကိုစိတ်တိုင်းကြချိန်လို့ရမယ်။ language တွေမှာဆိုလည်းကြည့်လိုက်မယ်ဆိုရင် Thai ရမယ် UK ရမယ်နော်။ Italy တို့ပါတို့ရမယ်။အဲ့လိုလေးပါပါတယ်။နောက်ပြီး service ဆိုလည်းဒီကောင်ဘယ်နှစ်ခုလောက်ကြာရင်ဘယ်လောက်မောင်းပြီး service ထောက်ဝင်ရမယ်ဆိုရယ်ဒီကောင်ရညွန်ကြားချက်လေးတွေဘယ်လောက်ပေးမနေဘယ်ခုနှစ်မှာဘလောက်ကိုပါဝင်ရမယ်ဆိုရင်ဟာရီယာစာအကုန်လုံးပေးထားပြီးမှဖြစ်ပါတယ်။နောက်ဒါ certification ကတော့ဒီကောင်ရဲ့ ဒီ Dicon certification ကိုပြတာဖြစ်ပါတယ်။ Okay အဲ့တော့ကြတော့ KDN 390မှာဒီလိုအချက်လက်တွေအများကြီးပါတယ်ဘိန်းဆိုတော့ဈေးနှုန်းတွေကဒီကောင်ဒီမြန်မာနိုင်ငံစဝင်တော့1.90နဲ့60ကြားပဲရှိတယ်အတစ်တွေပေါ့နော်1.90နဲ့60ကြားမှာအတင်းရပြီးတော့မှာကိုစားတို့ဒီဒီအခုကာလာပေါက်ဈေးမှာဆိုရင်တင်းတရာပချက်လဲမှာပေါက်တော့ပါပြီဖြစ်ပါတယ်တင်း100 120တပတ်လေကြီးကိုဘိန်းဒီဈေးနှုန်းကတော့အဲ့လောက်ထိသွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီကောင်ရဲ့ အာအတာချက်လေးတွေပြောပြီးသွားပြီဆိုတော့အားနည်းချက်လေးကပါရှိလဲဆိုတော့ဒီကောင်ဒီဖင်နိုင်ကုန်တေးတာဖြစ်တဲ့အတွက် key way ထွက်မယ်ဆိုဒီကောင်လေး long ride မှာဖင်နေနဲ့ညောင်းနိုင်ပါတယ်နောက်ပြီးတော့အာ short stroke အမျိုးစား engine ကိုတုံးထားပြီးတော့ bit bow တုံးထားဖြစ်တဲ့အတွက် engine temperature ဒီပုံမှန်ဘိန်းနဲ့နည်းနည်းလေးပူပူပါတယ်အဲ့ဒါလေးတော့ဒီကောင်ရဲ့အားနည်းချက်လေးပဲဖြစ်ပါတယ်ဂျန်နဲ့အပိုင်းမှာတော့စိတ်သွားတိုင်းကိုပါပြီးတော့မှတော်တော်လေးစိတ်ချင်းနဲ့ဆရာကောင်းတဲ့ဘိန်းအမျိုးစားတွေမှာပါပါဖြစ်ပါတယ်ဟုတ်ပြီနော် chain နေပါလေဆိုလဲကိုယ်စားတို့ဒီ brake တွေ old တွေဆိုလဲသူက shift brake old ဆိုရင်သူက4 block piston ကိုတုံးထားတယ် နော် four block bristing ဟိုမှာဒီရဲ့ brain ကြီးတွေမှာတုံးတဲ့ system မျိုးဟာတုံးထားတယ်နော်နှစ်ဖက်ညစ်ဟာတုံးထားပြီးရဒီဘက်အနောက်မှာကြီးမှန်ဆိုလဲ river တစ်စိတ်ကိုပဲတုံးထားပြီးရ chain pocket ဆိုလဲ390မှာ520နဲ့တုံးထားပြီးရဖြစ်တဲ့အတွက်အတော်ပဲ miss fix ဖြစ်တယ်ဗောနော်2 2 side နဲ့2ဖြစ်တဲ့ဖြစ်တဲ့အတွက် chain pocket စာရပြရလဲနဲမှာဖြစ်ပါတယ်ဟုတ်ပြီနော် အဲ့တော့ဒါကတော့ KTM 290ရဲ့ review လေးပဲဖြစ်ပါတယ်ကိုစားရီဒီဘိန်းနဲ့ဘလို့ကြမ်းထားဆိုတဲ့ဗီဒီယိုလေးကြည့်ပြီးတော့မှအားလုံးနှုတ်ခွန်းဆက်သပါတယ်ဝယ်ချင်တယ်ဆိုရင်တော့ကိုစားရီတို့6985 6958ကိုဆက်သွယ်ပြီးတော့မှဘိန်းလေးလာရောက်စုံစမ်းဝယ်ယူနိုင်ပါတယ်ဟုတ်ပြီနော်ကိုစားရဲ့တင်တန်းလေးလည်းဖွင့်ထားတယ်တင်တန်းလေးတက်ချင်မယ်ဘာဖြစ်မယ်ဆိုတဲ့အချက်လေးလည်းတစ်ချက်ကြည့်ပါဦးတော့အားလုံးလို့ဆက်ပါတယ်မင်္ဂလာရှိတော့နေ့ထူးနေ့မြတ်လေးပိုင်ဆိုင်ကြပါစေလို့